ားလုံးပဲမင်္ဂလာပါကျောဒီနေ့ဒီမှာဆိုရင်တော့ Facebook YouTube TikTok တို့လိုအချင်းအများကြီးပေးကြမလို့ပဲနဲ့ဝင်ဝင်ရှာလို့ရမယ် Weibo application အကောင့်ဖွင့်တဲ့ဒီကိုပြပြပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီချက်လောက်ကြည့်ကြမယ်အဲ့တော့ကျွန်တော်အခုတလောမှာကျွန်တော်တို့ line ပေါ်မှာနာမည်ကြီးနေတဲ့ဒီ Weibo application ကနေပြီးတော့ကျွန်တော်ဝင်ဝင်ရှာလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ Weibo application က2020ဒီဇင်ဘာလောက်တည်းက အဲဆိုတော့ဒီစတင်ပြီးတော့မိတ်ဆက်ထားတာပေါ့နော်အခုမှကျွန်တော်တို့လူတီးများလာတာပေါ့အခုမှဒီဘဝင်ငွေစပြီးတော့ပေးတာပေါ့ modernization ပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအခု webu application ကအခုမှစပြီးတော့အဲလူသုံးများလာတာဖြစ်နေတဲ့အတွက် application အစ်တစ်ဖြစ်တာကြောင့်ကျွန်တော်တို့ modernization ရဖို့လွယ်ကူတယ်ဝင်ငွေရဖို့လွယ်ကူတယ်ပေါ့နော်အဲသူ့မှာကျွန်တော်အသာချက်တစ်ခုက facebook youtube tiktok လို့ကျွန်တော် copyright မရှိတာကြောင့် ိုကြိုက်တဲ့ပတီကိုကိုကြိုက်တဲ့တပုံကိုကျွန်တော်တို့တင်လို့ရတယ်အသုံးပြုတဲ့နေရာတော့ကျွန်တော်တို့တွတ်တွတ်လို့ပေါ့နော်တွတ်တွတ်လို့ပဲဒါပေမဲ့တွတ်တွတ်နဲ့လည်းမတူဘူး Facebook တို့လို့တပ်ပုံနေပတီကိုလေးစာလေးတင်လို့ရတယ်အဲ့တော့ကျွန်တော်ဒီဝေဘူးအကောက်ကိုကျွန်တော်တို့ဘယ်လိုဖွင့်မလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကပထမဦးဆုံးကျွန်တော်တို့ Webhook application မရှိသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ Play Store ထဲမှာပါပြီးတော့ download လုပ်ပြီးတော့ကျွန်တော် install တင်လို့ရတာပေါ့နော်အဲ့တော့ကျွန်တော် play store တဲ့ကိုဝင်ပြီးလိုက် play store ထဲရောက်လို့ရှိရင်တော့ကျွန်တော်ဒီ search bar မှာဝေဖူးဆိုပြီးတော့ကျွန်တော်ရိုက်ချက်လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်က install ဆိုတာကိုနှိပ်ပြီးလိုက်မယ်အဲ့တော့ဒီမှာသူ install လုပ်နေတယ်ပေါ့နော်ခဏဆောက်ပြီးလိုက်မယ်ကျွန်တော် line ကောင်းရင်တော့ခဏလေးပဲကြာမယ်ပေါ့နော် ခုလိုမျိုးကျတော့ install တင်ပြပြီဆိုရင်တော့ကျတော့ open ဆိုတာကိုနှိပ်ပြလိုက်မယ်ပြီးလို့ဆိုရင်တော့ကျတော့တကယ်လို့အကောက်ဖွင့်ပြီးသားဆိုရင်တော့ကျတော့ facebook လိုလိုပဲပေါ့နော်ဒီအောက်မှာကျတော့ gmail နဲ့ password ထည့်ပြီးတော့ login ဝင်လို့ရတယ်တကယ်လို့ကျတော့အကောက်ဖွင့်ရသေးဘူးဆိုရင်တော့ကျတော့ joyway ဘူးဆိုတာကိုနှိပ်ပြီးတော့ကျတော့အကောက်တင်ဖွင့်မယ်ပေါ့နော်အဲ့တော့ကျတော့ကအခုအကောက်တင်ဖွင့်မှဖြစ်နေတဲ့အတွက် joyway ဘူးဆိုတာကိုနှိပ်ပြလိုက်မယ် ပြီးလို့ရှိရင်တော့ तू ကဒီမှာမွေးနေထည့်ခိုင်းတယ်ကိုယ့်ရဲ့မွေးနေအမှန်ထည့်လို့လည်းရတယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့မွေးနေအမှန်ထည့်ဘူးဆိုရင်တော့ကျွန်တော်16နဲ့18နဲ့အထက်ကိုထည့်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ကျတော့ဒီအပြရာ continue ဆိုတာကိုတစ်ချက်နေပြလိုက်မယ်ပြီးလို့ရှိရင်တော့သူကထုံးစံအတိုင်း Gmail account တစ်ခုနဲ့ကျတော့ချိန်ခိုင်းတယ် အဲ့တော့ကိုကိုမှရှိတဲ့ Gmail account တစ်ခုနဲ့ပဲချိန်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီနေရာကိုရောက်လာတယ်ဒီနေရာရောက်လာရင်တော့ဒီမှာကျွန်တော် profile picture ပေါ့နော်အဲ့တော့ကျွန်တော် profile picture ထည့်လို့ရမယ်ပြီးလို့ဆိုလို့ရှိရင် user name ပြောင်းလို့ရမယ်အဲ့တော့ကိုပြောင်းချင်တယ်ဆိုလို့ရှိရင် user name ကိုဖြတ်ပြီးတော့ပြောင်းလိုက်ပေါ့နော်ကျွန်တော်ကတော့ဒီမှာပြောင်းပြလိုက် ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအပြာရောင်ဒန်းဆိုတာလေးကိုနှိပ်ပြီးလိုက်ပြီးတော့ကျွန်တော်တို့အလောင်းကိုနှိပ်မယ်ပြီးတော့သူကဒီမှာကိုကြက်နှစ်သက်ရာ၃ခုကိုရွေးပိုင်တယ်ကျွန်တော်ဒီမှာတက်ကနိုလော်ဂျီရွေးမယ်ပြီးတော့ဆိုလို့ရှိရင်တော့ job photography ကိုရေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ sport ကိုရွေးလိုက်မှာပေါ့နော် ဲ့တော့၃ခုပြည့်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပြရောင် continue ပဲနှိပ်ပြလိုက်မယ်ပြီးလို့ရှိရင်တော့ဒီညရောက်လာတဲ့ခါကျလို့ရှိရင်ပထမဦးဆုံးပို့တစ်ခုတင်ခိုင်းတယ်အဲ့တော့ကိုကြက်ရတစ်ခုကိုနှိပ်ပြီးတော့ကျွန်တော်တို့ပို့တင်လိုက်လို့ရတယ်ပြီးရင်အလောင်းကိုနှိပ်မယ်ပြီးရင်တော့ကိုကြက်နှစ်တည်းရကျွန်တော်ဗီဒီယိုတော့မဟုတ်ဓာတ်ပုံတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ဒီဓာတ်ပုံလေးကိုရွှေ့ပြလိုက်တယ် ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ caption နေရာမှာကိုကြိုက်တာယူပေါ့နော်အဲ့တော့ကျွန်တော်မင်္ဂလာပါလို့ယူလိုက်မယ်မင်္ဂလာပါလို့ကျွန်တော်ရေးထည့်ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်မှာရှိတဲ့ ok ကိုနှစ်ပေးလိုက်မယ်ပြီးတော့သူကဒီအောက်မှာအပြက်ရောင်မြားလေးနဲ့နော်လှုပ်နေတာလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်နှိပ်ပြီးတော့ post တင်လိုက်လို့ရတယ်ကျွန်တော်နှိပ်ပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ post တင်လိုက်ပြီပေါ့ ပြီးလို့ရှိရင်တော့ဒါလို့သူရဲ့ new fee ပေါ့နော်ကျွန်တော်တို့ဒီ TikTok နဲ့နည်းနည်းဆင်တယ်ပေါ့နော်အဲ့တော့ Facebook မှာဆိုရင်တော့ကျွန်တော်တို့ reel နဲ့နည်းနည်းဆင်တာပေါ့နော်ဒါကတော့သူရဲ့ new fee ပြီးလို့ရှိရင်ကျွန်တော်တို့ post တင်မယ်ဆိုလို့ရှိရင်ဒီမှာအပေါင်းလက္ခဏာနဲ့ကျွန်တော်တို့အပြောင်းလေးနှိပ်ပြီးတော့နောက်ထပ် post ၄အများကြီးတင်လို့ရတယ်အဲ့တော့ပြီးအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Weibo ကနေပြီးတော့ monetization ဘယ်လိုရလဲနော် monetization ဆိုတာကကျွန်တော်တို့ဝင်ဝင်ရှာဖို့အတွက်ပေါ့နော် modernization ပြင်ပေးတာပေါ့ Facebook မှာလို့ပဲအဲ့တော့ဘလို့ချင်းနေမျိုးမှာ modernization ရလာတယ် creator ဖြစ်တာလဲเนาะကျွန်တော်တို့ဝင်ဝင်ဘလို့ရလာလဲပေါ့အဲ့တော့ကျွန်တော်တို့ကညာဘက်မှာရှိတဲ့เนาะလူရုပ်ကောင်းတွေကိုတစ်ချက်နှိပ်ပြလိုက်ပြီးလို့ဆင်တော့ကျွန်တော်ကညာဘက်မှာရှိတဲ့ကျွန်တော်စက်တီစက်သွားပုံတွေကိုတစ်ချက်နှိပ်မယ်ပြီးလို့ဆင်ကျွန်တော် creator တွေကိုဝင်ပြလိုက်မယ်เนาะသူ့မှာ creator ဆိုပြီးတော့ပါလား ဖိမာဆိုရင်တော့ကျွန်တော်တို့ monetization ပေါ့အဲကျွန်တော် TikTok မှာဆိုလို့ရှိရင်တော့ Weibo program ပေါ့နော်အဲ့ဒါမျိုးလေးပါတယ်အဲ့တော့ကျွန်တော် creator လေးကိုတစ်ချက်နေဝင်ပေးလိုက်မယ်ပြီးတော့ရှင်တော့ကျွန်တော်အပေါ်ကိုဆွဲတင်မယ်အဲ့တော့သူက creator ဖြစ်ဖို့ပေါ့နော် monetization ရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် super like ၅ခုလိုအပ်တယ်အဲ့တော့သူ့မှာက Facebook လို့မဟုတ်ဘူးနော် TikTok လို့မဟုတ်ဘူး YouTube like နဲ့ super like ဆိုပြီးတော့ရှိတယ်အဲ့တော့ super like ကတော့ကျွန်တော်ရခဲ့တာပေါ့နော်အဲ့တော့ super like 5ခုလိုအပ်တယ်တကယ်လို့ super light 5ခုပြည့်နေခါမှာသူရဲ့သမတ်ချက် super light 5ခုပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ modernization ဆက်ရပြီပေါ့နော်ဝင်ငွေဆက်ရပြီပြီးတော့ရှင်နောက်တစ်ခုက super light 5ခုမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့နော် invite flat ကျွန်တော်တို့15ရောက်လိုအပ်တယ် invite flat ဆိုတာကကျွန်တော်တို့အခုကျွန်တော်တို့ရဲ့ account နော် account link ပေါ့ invite link ကိုကျွန်တော်တို့ Facebook platform သို့မဟုတ်ကျွန်တော်တခြား platform တွေမှာ link ချပြီးတော့တငယ်ချင်းတွေကို ကိုချပိတာနဲ့ link ကနေပြီးတော့မှဝင်ပြီးတော့အကောက်ဖွင့်လဲဆိုလို့ရှိရင်15ရောက်ပြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ wave form modernization စပြီးတော့ရမှာပေါ့နော်အဲ့တော့ဒီ invite link ကိုကျွန်တော်ဘယ်လိုယူမလဲဆိုရင်တော့ကျွန်တော်ဒီအောက်မှာရှိတယ်ကျွန်တော်တို့မြားလေးနဲ့ invite ဆိုတာကိုတစ်ချက်နေပြလိုက်မယ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီမှာ invite အောက်မှာကျွန်တော် copy ဆိုတာရှိတယ်ဒါလေးကိုကျွန်တော် copy link ယူလိုက်မယ် copy link ယူပြီးတော့ကျွန်တော်တို့ Facebook မှာပဲတင်တင်နော်ကျွန်တော် Telegram မှာပဲတင်တင် Messenger မှာပဲကိုယ့်ရဲ့ငွေကြေးတွေလိုက်ပို့ပြီးတော့ပဲနော် account ဖွင့်နေဖွင့်ခိုင်းပေါ့ကိုပေးလိုက်တဲ့ link ကနေပြီးတော့မှနော်ကိုယ့်ရဲ့ငွေကြေးတွေက account တဖွင့်နေဆိုလို့ရှိရင်ကျွန်တော်25ရောက်ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဝင်ဝင်စရတယ်ပေါ့နော်အဲ့တော့25ရောက်ပြည့်လို့ကျွန်တော် creator ဖြစ်ပြီး modernization ရရင်ဘယ်လိုလျှောက်ရမလဲကျွန်တော်ဒီငွေလေးကိုဘယ်လိုထုတ်ရမလဲဆိုတော့ကျွန်တော်မသိသေးဘူးပေါ့နော် ကျွန်တော်လည်းအခုမှစပြီးတော့ဖွင့်လာစမ်းတော့မှဖြစ်တဲ့အတွက် monetization ဘယ်လိုရှောင်လဲဝေဖူဖို့ပြီးလို့စင်ကြလို့ဝင်ငွေကျန်လာတဲ့ဝင်ငွေတွေကိုဘယ်လိုထုတ်အောင်လဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ဗီဒီယိုထပ်လုပ်ပေးမှာပေါ့အဲ့တော့သိချင်တဲ့အကြောင်းအရာတွေရှိလို့စင်ကျွန်တော်ဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်မေးခဲ့လို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်